皆さんဒီဗီဒီယိုမှာ guys ရောက်ကိုကြော်လို့ခေါ်တဲ့စားသောက်ဆိုင်လုပ်ငန်းခေါင်းစဉ်အောက်ကနေလာခေါ်တဲ့ queue ရောက်ကိုဆိုတဲ့ကြောင်နေလေးစားထမင်းလုပ်ငန်းအကြောင်းကိုကျွန်တော်မျှော်ပြသွားမယ် queue ရောက်ကို ਨੇ တော်တော်များများအင်တာဗျူးလာခေါ်တာဖြစ်တဲ့အတွက်စိတ်ပါဝင်စားတဲ့သူဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိ like ပါကြည့်ဆူကြရအောင်ဂျပန်နိုင်ငံမှာမူလတန်းကနေစလို့အထက်တန်းထိကို နေ့လယ်ထမင်းကျွေးတဲ့ကြောင်းတွေကတော်တော်များများတွေ့ရတယ်။ကြောင်းမှာပဲဓာတ်ရိုက်ချက်ပြုတ်တဲ့ကြောင်းတွေရှိသလိုအပြင်ကနေတီးတန်းချက်ပြုတ်ပြီးမှကြောင်းကိုထည့်လာတဲ့ကြောင်းတွေလည်းရှိတော့ဗောနော်။တန့်စင်တက်ရပြီးတော့ကျမ်းမာရင်နဲ့ညီညွတ်တဲ့အစားတောက်ဟာရတွေကိုဒီအာရပညာရှင်တွေနဲ့တွက်ချက်ပြီးမှဒါချက်ပြုတ်ကျွမွေးတာဖြစ်တဲ့အတွက်ကလေးတွေကတုံတန်အောင်ဖြားနာတာတွေတိတ်မတွေ့ရဘူး။ဂျပန်နိုင်ငံလိုအမြဲတမ်းအလုံးရှုပ်နေတဲ့ မိဘတွေတွေ့တဲ့ဒါလုံးဝအဆင်ပြေစေတဲ့အချက်ပေါ့နော်ခလီဘွားတွေကနေပြီးတော့အဟာရမြမြတတတွေစားတောက်ခဲ့ရတာဖြစ်တဲ့အတွက်မင်းနဆန်တို့သတိထားမိမလားမသိဘူးဂျပန်နိုင်ငံမှာတအားအဝါလွန်နေတဲ့သူတွေနေပါတာကိုတွေ့ရတယ်ပြီးတော့မတအားပိတ်ညှောက်နေတဲ့ကလေးတွေဒါရွယ်ရောက်ပြီးသားသူတွေလည်းအမတန်နေပါတော့ကိုတွေ့ရတယ်အရွယ်ရပြီးအသက်ကြီးသွားတဲ့ဖိုးဖွားတွေကတော့ဒါကတော့တပိုင်းပေါ့နော်โอเค Q ရှော့ခုနဲ့ အင်တာဗျူးအောက်ရင်မလောက်ရမှာလဲပေါ့နော်နေရာပေါ်လိုက်ပြီးတော့အနှဲငယ်ကွဲပြားမှုရှိနိုင်တယ်ဆိုပေမဲ့အများဖြစ်တော့ဒီချက်ပြုတ်ဆောင်မှာလောက်ရတာတွေကများတော့ပေါ့နော်လောက်ရမှာတော့တတမတဲမရှိဘူးပေါ့နော်သူ့တောင်းဝန်နဲ့သူခွဲထားတာတွေဆိုတော့ဥပမာအာချက်ပြုတ်တဲ့နေရာလား အတီးရရွယ်တားငါတီးပြရတဲ့နေရာလားဒါမှမဟုတ်လေဒီချက်ပြုတ်ပြီးသားတွေကိုမှဒါထုတ်ပိုးပြင်ဆင်ပေးရတဲ့နေရာလားဗောနော် အားလုံးကတော့ဒီ chain wash လို့ခေါ်တဲ့ကျောင်းကြီးချီမှုဝါကူပေါ့နော်အားလုံးစုပေါင်းလှုပ်ဆောင်တဲ့ဒါလုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်ကဲဒီလောက်ဆိုရင် Q shop ခုနဲ့ interview အောင်ပြီးရင်အကြံပြင်းအားဖြင့်ဘာတွေလုပ်အောင်မဆိုတော့တည်တော်လောက်ပြီးချင်ပါတယ်စိုက်ကောမနဲ့見てくれてありがとうございましたまたね